Guy Ha Su နဲ့ my company ကထုတ်လုပ်ထားတဲ့ Free City လို့ခေါ်တဲ့ online video game တွေကဗန်စာရင်းဖြတ်တူအဖြစ်နေထိုင်ပါတယ်။သူ့ရဲ့နေစဉ်ဘဝမှာတူညီတဲ့မနက်စာစာအပြာရောင်ရှက်အင်ဂျီဝတ်တငယ်ချင်းတစ်ခါဖြစ်သူပါတီနဲ့ coffee တောက်ကအလုပ်သွားရပါတယ်။သူတို့ရဲ့ဗန်ကိုမျက်မှန်တက်ထားတဲ့ကစားသမားတွေကနေတိုင်းလိုလိုဖြည့်ဆည်းပြီးတပြားတိုင်းလေးရှိပေမဲ့ Guy ကတော့သူ့ရဲ့ခုတ်အတိုင်းအမြဲတမ်းပုံမှန်အတိုင်းကြံပြင်းပေါ်မှာမှောက်နေရပြီးဘာမှမလုပ်နိုင်ပါဘူး။ တနေ့မှဂိုင်းဟာဆိုင်ကယ်စည်းလာတဲ့လှပတဲ့ကစားသမားမိုလထောက်ဂရိုကိုမြင်ပြီးချစ်မိသွားကသူမကိုထတ်တွေ့ဖို့အတွက်နှခစီးမြင့်တွေကိုချိုးဖျက်ဖို့စိတ်ပိုင်းဖျက်လိုက်ပါတယ်။နောက်တစ်ချိန်ဗန်ဒါပြတိုက်ခံရတဲ့အခါဂိုင်းဟာအမတ်မထင်တပြတ်တူးစီကနေမျက်မှန်ကိုလူယူပြီးဝစ်ဆင်လိုက်မိပါတယ်။မျက်မှန်ဝက်လိုက်တဲ့အခါဂိုင်းဟာသူ့တို့ကဘာရဲ့လှုပ်ဝက်ချက်ဖြစ်တဲ့ဂိမ်းရဲ့ရက်ထဖက်ရွှေကစားသမားတွေတာမြင်ရတဲ့ကင်မရာတွေကိုစတင်မြင်တွေ့လာရပါတော့တယ်။ ဂိုက်ဟာဓာပြကိုအနိုင်ယူပြီးတဲ့နောက်နဖေးဘဝကနေရုံထွက်ပြီးဘူရှော့ဂိုက်ဆိုတဲ့နာမည်နဲ့ကစားသမားတဦးလိုလှုပ်ရှားလာပါတယ်။ဂိမ်းပြင်ပကဘာမှာဂိမ်းဒီဗလော်ပါများဖြစ်တဲ့ Millie Molitor နဲ့ Kiso ဟာတားရဲ့ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေကိုတွေ့မြင်ပြီးဂိုက်ဟာသူ့လူငယ်စဉ်ကငန်းထွန်းရဲ့ကုမ္ပဏီကခိုးယူထားတဲ့မူရင်းခုတ်ထဲကလှုပ်ဝက်ချက်တွေကိုဖော်ထုတ်ပေးမဲ့လွတ်လပ်တဲ့ရိုက်တဦးဖြစ်နေမလားလို့ယုံကြည်လာကြပါတယ်။ မီလီဟာမိုလတိုဂရိုအနေနဲ့ဂိမ်းထဲပြန်ဝင်လာပြီးဂိုင်ကိုတွေ့ဆုံကသူတို့ရဲ့မူရင်းခါကိုအန်ထွမ်ကခိုးယူထားကြောင်းရှင်းပြပါတယ်ဂိုင်ဟာသူ့ရဲ့ခံစားချက်တွေအစစ်အမှန်ဖြစ်ကြောင်းတတိပြဖို့မီလီကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ပထမဆုံးခေါက်ရှာဖွေမှုအစစ်အနေနဲ့မိုလတိုဂရိုဟာဂိုင်ကိုအကြိမ်များစွာတိုက်ဆုံးစေပြီးဂိုင်ရဲ့မူရင်းခါကိုစစ်ဆေးဖို့ကြိုးစားခဲ့ပါတယ် guy ဟာအခြားကစားသမားတွေလိုဖြည့်ဆည်းမှုတွေမလုပ်ဘဲဗန္နာပြတွေကိုတားဆီးခြင်းဖြည့်ဆည်းမှုများကိုပြုပြင်ခြင်းစတဲ့သူရဲကောင်းဆန်တဲ့အပြုမှုတွေလှုပ်ဆောင်ပြီးနာမည်ကြီးလာပါတယ်။ guy ရဲ့နာမည်ကြီးမှုကြောင့်အပြင်ကဘာကကစားသမားတအူးဖြစ်တဲ့ Raven Jamin Button လို့ခေါ်တဲ့ guy ရဲ့အကြီးဆုံးဖန်တအူးဟာ ကားကိုဂိမ်းထဲမှာတွေးဆုံပြီးရရှာနေတဲ့ခကူပေးခဲ့ပါတယ်သူဟာကားကိုအပိစကားတွေပြောကြခဲ့ပြီးကားကဘလောက်အံ့ဩစရာကောင်းတဲ့ကစားသမားဖြစ်ကြောင်းချီးကျူးခဲ့ပါတယ်ဒီတွေးဆုံမှုဟာကားကိုသူ့ရဲ့လမ်းကြောင်းမှန်ကန်ကြောင်းပုံမယုံကြည်စိတ်ချစေခဲ့ပါတယ်ကားရဲ့လောက်ရက်တွေကြောင့်တငယ်ချင်းဘတ်ဒီအပါဝင် အခြားဖက်တွေဟာ သူတို့ရဲ့ပုံသေးလုံယိုးလှုပ်စင်ကိုမေခွန်းထုတ်လာကြပါတယ်ဂိုင်ဟာသူတို့အားလုံးဟာဂိမ်းကဘာတဲကစက်ကောင်တွေဖြစ်ပေမဲ့လွတ်လပ်တဲ့စိတ်နဲ့ရွေးချယ်ခွင့်ရှိကြောင်းကိုစီယုံပြောပြပြီးလှုပ်ဝက်အေရိယာစီကိုလိုက်ခဲဖို့တိုက်တွန်းပါတယ်ဖြစ်အများစုဟာဂိုင်ကိုယုံကြည်ကသူတို့ရဲ့ကဘာကိုကယ်တင်ဖို့အတွက်သူနဲ့အတူပူးပေါင်းလိုက်ကြပါတယ်ခီးစ်ကဂိုင်ဟာသူတို့ရဲ့မူရင်းခောက်ပေါ်မှာ အခြေခံတဲ့လွတ်လပ်တဲ့အရာတအူးဖြစ်ကြောင်းမီလီကိုတက်တည်ပြလိုက်ပါတယ်အထွန်ဟာဂိုင်ရဲ့လှုပ်ရက်တွေကြောင့် သူ့ရဲ့ဂိမ်းထုတ်လုပ်ရေးအစီအစဉ်တွေထိခိုက်မှာကိုစိုးရိမ်ပြီး Free City Game ကိုဖျက်ဆီးက Free City နှစ်ကိုစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ် F1 ဟာစာပါကိုစတင်ပိတ်လိုက်ပြီးဂိုင်းကိုဖျက်ဆီးဖို့ဂိုင်းရဲ့ပုံစံတူ ကြွက်သားထုထက်တဲ့ Duo ကိုဂိမ်းထဲသို့ပို့လွှတ်လိုက်ပါတယ်ဂိုင်းဟာလှုပ်ဝက် area စီတွားရလမ်းမှာ Duo နဲ့ထိတ်တိုက်ရင်ဆိုင်တွေ့ပြီးအပြင်းထန်တိုက်ခိုက်ရပါတယ် ဒူးဟာကစားသမားတွေရဲ့စွမ်းအားတွေကိုရော့ဆက်ထားတာကြောင့်အလွန်မင်းတမပါတယ်ကဟာခီးစကပေးထားတဲ့ power ups တွေဥပမာ super hero ခုံအား light saber တွေကိုအသုံးပြုကညံနဲ့တိုက်ခိုက်ပေမဲ့ရုပ်ပိုင်းဆိုင်ရာအားနဲ့မရှင်နိုင်ပါဘူး။နောက်ဆုံးမှာတော့ Kai ဟာသူ့ရဲ့ကိုယ်ပိုင်မျက်မှန်ကိုချွတ်ပြီးဒူးကိုတက်ပေးလိုက်ပါတယ်။ကစားသမားရဲ့မြင်ကွင်းနဲ့အချက်လက်များစွာဟာဒူးရဲ့အုံနောက်ထဲကိုရောက်သွားတဲ့အခါဒူးဟာရှုပ်ထွေးသွားပြီးလှုပ်ရှားလို့မရတော့တဲ့နှုတ်ဖြအနေထားဖြစ်သွားတာကြောင့်ကဟာအနိုင်ရပြီးလှုပ်ဝက်ဧရိယာစီဆက်သွားနိုင်ခဲ့ပါတယ်။ guy ဟာ antoine ရဲ့ဖြည့်ဆည်းမှုတွေမပြီးဆုံးခင်လှုပ်ဝက် area စီအရောက်သွားပြီး millie နဲ့ keys တို့ရဲ့မူရင်းခုတ်တွေပါဝင်တဲ့အထောက်ထားတွေကိုရှာဖွေက antoine ရဲ့လိမ်လည်မှုကိုဖော်ထုတ်နိုင်ခဲ့ပါတယ် guy ဟာဖြည့်ရည်နဲ့ပူပေါင်းပြီး antoine ရဲ့နောက်ဆုံးဖြည့်ဆည်းမဲ့အမိန့်တွေကိုစန့်ကျင်ကသူတို့ရဲ့ကဘာကိုကဲတင်လိုက်ပါတယ် အထွန်းဟာယာဒူးကနေထုတ်ပယ်ခံရပြီး Millionaire Keys တို့ဟာသူတို့ရဲ့ခုတ်တွေကိုပြန်ရက Free City ကို Free Life လို့ခေါ်တဲ့လူတွေလွတ်လပ်စွာနေထိုင်နိုင်တဲ့ Game တစ်အဖြစ်ပြောင်းလဲလိုက်ပါတယ် Millie ဟာ Guy Air ရဲ့ခံစားချက်တွေဟာ Keys နဲ့သူမတို့ရဲ့အတိတ်ကရည်မှန်းချက်တွေအပေါ်အခြေခံထားတာကိုနားလည်သွားပြီး Keys နဲ့အပြင်ကဘာမှာဆက်ဆံရေးစတင်ဖို့ဆုံးဖြတ်လိုက်ပါတယ် Guy ကတော့ Free Life ထဲမှာမြစ်ဆာတငယ်ချင်းတွေနဲ့အတူလွတ်ပျော်ရှင်စွာဆက်လက်နေထိုင်သွားပါတော့တယ်